ာတင်လို့ပါရှင်။နာညခံမရ ready တယ်လား။ဒီကအဖက်မရရေရှောက်ပြောမယ်။နာညခံနိုင်တဲ့သူတွေနားထောင်ကြပေါ့။နော်။ကဲကဲရီကြာရှုံးမှုတွေကတော့လူတိုင်းမှာရှိကြတာပါပဲ။ထုံမပြောတာလည်းရှိရလိမ့်မယ်။အဲ့မဲ့လေအမ်ဒီချို့အတွေ့အကြုံတွေဘာအစိတ်ပိုင်းတွေကကြတော့ထုတ်ပြောလုံးအကြီးရင် trust ဆိုကြလို့ဆိုတာရှိရှိတတ်တယ်ပေါ့နော်။ဟောအတွေ့အကြုံတွေကို share ပေးနိုင်တဲ့သူတွေရှိလို့အဲ့အရာတွေကိုကြားရတဲ့အတွက်ကြောင့်မို့လို့စိတ်တကြနေတဲ့သူတွေအတွက် motivation ဖြစ်စေတာတော့ကောင်းတယ်။စိတ်စိတ်တကြစေတာတော့ကောင်းတယ်ပေါ့နော်။ကောင်းအစိုးရဆိုတော့နေရာတိုင်းမှာရှိကြတာပါလေ။ဒါပေမဲ့မပြောသင့်တဲ့စကားကို motivation ကြောင့်ပြောမလို့ ပြတဲ့နဲ့အရာကိုလူသိရှင်သာပြမိလို့အကိုတော်၎င်းတခြားသူတို့၎င်းတဲရောက်တော့၎င်းပေါ့အဲထိခိုက်ရမယ်ဆိုရင်တော့ကောင်းပါလိမ့်အဲတော့ပြတ်ဆိုကြပါဘာမှအခုတို့အနေဆုံးချက်အောင်စူးစမ်းနေတာတော့ကောင်းနေဒါပေမဲ့ဒီ right နိုင်တဲ့အမြောက်ကိုကောင်းမွန်ခံရမယ်လို့ဆိုလိုတာမဟုတ်ဘူး ုကိုကိုကပွင့်နိုင်စမ်းရှိတော့အောင်တော့တမပေါ်မှာကြောက်ဖို့တော့ကြာပေါ့ဒီလုံးလုံးကျွန်တော်တို့ဆရာတို့တာမဟုတ်ရတာရှင်ဒီတိုင်းရှင်ပြောတာပါရှင်ဒီလုံးကဒီလုံးရှင်ပြောတာပါ